ားလုံးမိတ်လာပါမကြခင်ပါကျွန်တော်တို့12လပိုင်းရောက်ရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ခုနှစ်သားသမီးမိတ်ဆွေ12လပိုင်းမှာကိုယ့်ရဲ့ကံကြမ္မာအဆိုးလားအကောင်းလားဘာတွေဖြစ်မလဲဆိုတာသိချင်တဲ့လူတွေရှိမှာပါအဓိကတော့ကျွန်တော်ရဲ့ therapy ပေါ်မှာယုံကြည်တဲ့ကျွန်တော်ရဲ့ခုနှစ်သားသမီးမိတ်ဆွေတွေအတွက်ဖြစ်ပါတယ်အဲ့တော့12လပိုင်းမှာတွေ့ကြုံလာမယ့်ကံအဆိုးကောင်းကို therapy နဲ့ကျွန်တော်ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာအဲ့တော့ဒီဗီဒီယိုဟာဘယ်လိုနဲ့သက်ဆိုင်လဲလို့ပြောမယ်ဆိုရင်တနင်္ဂနွေသားသမီးနဲ့သက်ဆိုင်တဲ့ဗီဒီယိုဖြစ်ပါတယ် အဲ့တော့ကိုကတနင်္ဂနွေသားသမီးတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကိုရဲ့ကံအစိုးကောင်းနေတရှိဖို့အတွက်ဆုံးနေတိတရှိပေးပါကျွန်တော်တော့ဗမင်းငင်္ဂါရီတပည့်ဆရာဆောင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရတရားနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုကို share လုပ်ပေးပါပြီးရင်အသေးလေးတွေပေးခဲ့ပါပြီးပါရင်ကျွန်တော်ကောက်ကို follow လုပ်ပေးကြပါဒီလိုလှုပ်ခြင်းဟာကျွန်တော်နေ့စဉ်နဲ့အမျှဗီဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်နေတဲ့ဗီဒီယိုတွေကိုမိတ်ဆွေတို့ရဲ့ new feed မှာမိတ်ဆွေတို့ရဲ့ for you မှာတွေ့ရှိလာမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေအတွက် သုံးသပ်ဖို့အတွက်တဲရော့ကချိုးလိုက်ရအောင်။ဘာမှအုံဆုံးအနေနဲ့တွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်။ဒီကာလတွေမှာတနင်္ဂနွေသားသမီးတွေဟာကိုပိုင်စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအောင်မြင်မလို့လို့အောင်မြင်မလို့လို့နဲ့အောင်မြင်မှုတွေကြန့်ကြာနေပါတယ်။ဒါကြောင့်မလို့ကိုထင်တိုင်းမဖြစ်ကိုစိတ်ကူးကျင်တိုင်းဖြစ်မလာဘဲနဲ့အရာရာဟိုဘယ်လိုခေါ်မလဲဆိုတော့အထင်းငေါ်တွေနဲ့ ျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အောင်မြင်လားဆိုတော့စီပွားရေးမှာအောင်မြင်မှုဒိုင်းနာတစ်ခုတော့ရရှိမယ်ဒါပေမဲ့ကိုထင်းထားလို့မျိုးကိုထင်းထားတလောက်ကြီးမအောင်မြင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်နောက်တစ်ခုကလက်တွေ့ကြကြလှုပ်ဆောင်မှုအားနည်းပါတယ်စိတ်ကူးရင်နာတွေများတယ်တွေးတောတာတွေများတယ်လုပ်ငန်းကိစ္စအရင်းနဲ့ပတ်သက်ပြီးမစင်းစားမှုစဉ်းစားတယ်ဒါပေမဲ့စဉ်းစားတဲ့အရာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်ပြုတ်လုံမယ်ဆိုလို့ရှိရင်အခက်အခဲအသားစီးတွေနဲ့ကြုံတွေ့နေရတာမျိုးအဆင်မပြေဖြစ်တာမျိုးတွေနဲ့ပတ်သက်ပြီးကြုံတွေ့လာရမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ် နောက်တကားကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေရတဲ့လူတွေကလည်းခဏပြောလို့မဟုတ်ဟိုအခုပဲပုံမြင်စည်းဝယ်တော့မလို့လို့အခုပဲကိုယ့်စီမှာမလှုပ်တော့မလို့လို့ねတကယ်တမ်းလဲကြောက်အဖျားရှုသွားတဲ့လူတွေများတယ်ဆိုတော့ကဒါကြောင့်မလို့ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ customer တွေကလည်းခဏပြောလို့အဖျားရှုတတ်တယ်အခုတော်ကြဝယ်ခြင်းဝယ်မယ်ခဏနေဝယ်ခြင်းမဟုတ်ဝယ်မယ်ဆိုတဲ့လူစားမျိုးတွေ ਨੇ ပတ်သက်နေရတဲ့အတွက်ကြောင့်မလို့လောက်ကန်ရတဲ့ခက်ခဲတွေမှာတော့နည်းနည်းလေးစိတ်ရှိမှရမယ်အဲ့တော့ပြောချင်တာကတော့ဆက်နလာပိုင်းမှာစိတ်ရှိခြင်းဒီအောင်မြင်ခြင်းတပါအဲ့တော့စိတ်ရှိပါဒီခက်ပါ အောင်ရုံအတိုင်းအတာတစ်ခုတော့ရမယ်ဒါပေမဲ့ကိုမှန်းထားတဲ့လောက်ကြီးကိုထင်ထားတဲ့လောက်ကြီးဖြစ်မလာတဲ့အခါမှာစိတ်နဲ့မကြပါနဲ့သူ့အတိုင်းအတာနဲ့သူတော့အဆင်ပြေမှုတွေတော့ရရှိလာပါလိမ့်မယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးဒီအချိန်မှာပြည့်ရှင်းစရာရှိတဲ့ပြဿနာတွေပြည့်ရှင်းဖို့အတွက်ကန့်ခွင့်လန်ကိုပေးလာပါလိမ့်မယ်ဆိုတော့ကောင်းဒီကောင်းတော့ပြည့်ရှင်းနေပဲဖြစ်ဖြစ်ဆိုတော့ပြည့်ရှင်းနေပဲဖြစ်ဖြစ်ငွေကြေးကိစ္စအရှုပ်ရှင်းနေငွေကြေးကိစ္စမပြေလည်မှုတွေဖြေရှင်းရမယ့်ကာလအပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီဆိုတာအဲတိထားပေးပါ။ဒါကြောင့်မလို့ပြဿနာအရှုပ်ရှင်းနေ အနည်းငယ်များတော့ဖြည့်ရှင်းပါလိမ့်မယ်။နောက်တစ်ခါကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့ငွေကြေးတွေပြန်ရနိုင်မလားဆိုပြီးတော့တွေးတောမနေပါနဲ့။နောက်ထပ်ကိုယ့်ရဲ့လှုပ်ဆောင်မှုအတိတ်ကိုပဲပြုလုပ်ပါ။ဆိုလိုတာကရရှိလာရမယ့်ပတ်စံအဟောင်းတဲ့ဆိုင်နောက်ထပ်ရမယ့်ပတ်စံအတိတ်ကကိုယ့်အတွက်ပုံမှန်ပြီးတော့ဂျိမ်းနေတယ်။အဲ့တော့အဟောင်းတွေကိုမျှော်လင့်နေလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။ဆိုတော့လူတယောက်စီကနေစင်ငွေရရှိရင်သူငွေရမှာလှုပ်လို့မယ်လို့မစိမ်းသာမှာမိတ်ဆွေအလုံးလုံးလိုက်ပါ။အဲ့တော့ပြောချင်တာကဗျာနှစ်ပိုင်းခွဲပြောရမယ်။တစ်ပိုင်းကကိုယ့်ရရရှိတဲ့ငွေဟောင်းရဖို့အတွက်တော့အဆင်မပြေဘူး။ဒါပေမဲ့ ငွေကြေးအစ်စ်ရှာဖွေတဲ့နေရာမှာတော့ကန်ထောက်ပါကောင်းနဲ့အရန်အားကောင်းနေတယ်ဆိုတော့အစ်စ်စ်တော့ရှာဖွေမှုမျိုးတွေအစ်စ်စ်တော့လုံဆောင်မှုမျိုးတွေကကိုယ်တက်ပုံမှုပြီးတော့အားကောင်းစေပေါ့နောက်ဆုံးကောင်ကိုပြောမယ်ဆိုလို့ရှိရင်ညာကိုလုံနေကြအလုံးမဟုတ်ပဲနဲ့ကိုလုံနေကြအလုံးမဟုတ်တဲ့တခြားသောအစ်စ်တွေကနေဟိုလုပ်ငန်းအစ်စ်တွေတခြားကစားမအစ်စ်တွေတခြားသောမိတ်ဆွေပေါင်းတွေအစ်စ်တွေနဲ့တွဲဆက်ပြီးလုံဆောင်တာကကိုယ်တက်ပုံမှုပြီးတော့အငွေကြေးကအားကောင်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အဟောင်းတွေကငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအကျိုးမပေးဘဲနဲ့ငွေကြေး အတစ်တစ်တော့လောက်ဆောင်မှုတွေကကိုတော့ငွေကြေးဝင်လာဖို့တော့ခွဲလန်းကောင်းနေအများကြီးရှိနေတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့ကျမ်းမာရေးကိစ္စပါဒီကာလမှာကျမ်းမာရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အမှန်တကယ်တော့ကြီးကြီးမားမားအကုန်အနေနဲ့ဖြစ်ပေါ်နေတာမျိုးတော့မဟုတ်ဘူးတော့ကိုကိုကိုတန်လျက်ဖြစ်နေတာမျိုးဥမာကိုသေးပေါက်ရစီးကျင်ပြီဆိုလို့ရှိရင်ဘာမှမဟုတ်သူ့အတူဟိုစီးရကျင်တာဒါပေမဲ့ကိုကအဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့သတ်စစ်တယ်ပေါ့နော်ကြောက်ကြောက်ပြတ်ဖြစ်မလားတော့ဘာဖြစ်မလားတော့ ကိုကိုကိုတန်တရားပြန်ရှိနေတဲ့ပုံစံမျိုးဒါကြောင့်အဲ့တန်တရားရင်းနဲ့စေယုံစေကန်သွားပြီးစစ်တယ်စေးတယ်တိုင်ပင်နေပြတယ်ငွေကုန်တာပဲရှိတယ်တကယ်ကြတော့ယောဂါကြီးကြီးမားမားမဟုတ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယောဂါကိုကိုစိုးရိမ်ပူပန်မှုများတယ်အာလက်လေးနဲ့နဲ့ထိလိုက်ရတယ်ကင်းစားဝယ်မလားဆိုဆိုရဲပုံစံမျိုးပေါ့ဗျာအဲ့တော့ယောဂါကဟို ဂျပန်ကြီးနဲ့ပတ်သက်ပြီးတော့အားနေတော့နေတယ်ဒါပေမဲ့ကြီးကြီးမဖြစ်တာမဟုတ်တို့တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ယောဂအောင်ဆိုရင်ပူပန်မှုများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တခုသတိထားမှာဆိုရင်ပူပန်တာကတော့ကောင်းပါတယ်ဘာဖြစ်ဟိုဂျပန်ကြီးရှူတောင်းနေအဲ့တော့မလိုလားအဲ့တဲ့ပတ်ဆံကုန်မှုမျိုးတွေရောဖြစ်ကောင်းဖြစ်ပါပေါ့နော်ဒါပေမဲ့တခုပဲရှိရဲမဟုတ်တဲ့နီလန်းနေဟိုသွားစစ်ကာမှာဟိုဘော်ဒီပေါ်ဟိုရှုပ်တီရှုပ်နေပို့ပြီးပရက်ရှာများသွားတတ်တယ်အဲ့တော့ဒီလိုကြစဉ်းစားပါကျမရဲ့ကိစ္စအင်းနဲ့ပတ်သက်ပြီးကျွန်တော်မှာတော့အားနေတော့နေတယ်ဒါပေမဲ့အရန်ကြီးအဲ့လိုမျိုးကိုတွေးထားတဲ့လူမျိုးကြီးအကြီးကျယ်ဖြစ်မယ်လို့ ဘာဖြစ်မယ်ဆိုတော့မရှိဘူး။ဒါပေမဲ့ချိန်ချင်းချိန်ရနေကားသွားမှာဆိုတော့ချဲ့ကားကြီးဖြစ်သွားမှာဆိုလို့နော်။အဲ့ဒါလေးတော့နည်းနည်းလေးဂယူဆိုင်ပါလို့ပြောချင်တာ။ပေါ်ဆဖို့အတွက်ပြောတာမဟုတ်ဘူးနော်။မလိုလားပဲအရင်ချဲ့ကားတာမျိုးမပြုတ်လို့ပါနဲ့။ကျမကြီးကိစ္စတွေပတ်သက်တဲ့အပိုင်အားနဲ့လာပြီးဆိုလို့ရှိရင်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့အခြေကိစ္စအာကောင်းတော့ပြောင်းလဲခြင်းတော့မဟုတ်ဘူးဆိုတော့ပြောင်းလဲခြင်းပေါ့ဥတီသွားနေတဲ့ပုံစံမျိုးဖြစ်နေတယ်ပြိပခါဖြစ်မယ်စကားများမယ် ဆိုတော့အဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အခြေအနေပေါ်မှာစိတ်ပြပြဘဝကိုကိုယ်တိုင်လည်းမရှိနေလို့မျိုးကိုယ့်ရဲ့ပါတနာကလည်းမရှိနေတယ်လို့မျိုးတိတ်ရရောက်မရှိနေတာမျိုးဖြစ်တတ်တယ်။ဆိုတော့ကအဲအရင်တော့အခုပေါ်ကောင်းတယ်ကွာအခုကနည်းနည်းလေးသူ့ရဲ့ပုံစံနေသူ့ရဲ့ပြောဆိုမှုတွေ change ဖြစ်လာတာကိုခံစားမိမယ်။ခံစားမိတယ်မှာတန်တရားတွေဝင်လာမယ်နေရငါ့ကိုမချစ်ဘူးလို့နေရအရင်လိုမဟုတ်ဘူးလို့စတဲ့ဖြစ်ပေါ်တော့ဒီလိုပြိပခလေးတွေမကြခဏဆိုလို့ပတ်တိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခြေအနေအပိုင်းကြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းဒါပေမဲ့ကိုလက်လွတ်နိုင်လားဆိုတော့လေကိုကလက်မလွတ်နိုင်ဘူးဆိုလက်မလို့နိုင်မယ်နဲ့ကိုယ့်အကူပူပင်နေရတယ်ဆိုတဲ့ပုံစံမျိုးပြသနေရတဲ့တော့အခြေအကျိစ္စတွေမှာတော့ဒီပြောင်းလဲမှုပုံကိုလက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုရှိတယ်ဆိုရင်တော့အဆင်ပြေတယ်။ပြောင်းလဲမှုပုံမှာလက်ခံနိုင်တဲ့အတိုင်းအတာမရှိဘူးဆိုရင်တော့ပူပင်ရမယ်။ဒါကိုပြောချက်တာ။အဲ့တော့ပြောင်းလဲတယ်ဆိုတော့အများကြီးရှိတော့ပေါ့။ဟိုဆိုတာကသူ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးနေလို့ကိုယ့်ကိုအချိန်မပေးနိုင်ကြလဲဖြစ်နိုင်တယ်။စသဖြင့်သူ့ပြောင်းလဲသွားတဲ့အပေါ်မှာကိုတိအောင်တော့လုပ်ပါ။ တကယ်လို့ဖောက်ပြန်တယ်ဆိုရင်တော့ခမရတဘောပေါ့နော်ဒါတော့ခမရဆုံးပြရမှာပေါ့နော်အာအဲ့လိုဖောက်ပြန်တာမဟုတ်ပဲねတခြားတော့ကိစ္စတွေမှာရှုပ်နေပြီးတော့အဲ့လိုပြောင်းလဲမှုမျိုးကိုကိုယ်ကတန်တရားတွေဝင်ပြီးတော့ဖြစ်နေမှာကြောက်လို့နော်အဲ့လို change ဖြစ်သွားတဲ့ပုံမှာလက်ခံနိုင်ဖို့တော့လိုအပ်တယ်မလက်ခံနိုင်ဘူးတော့ဒီချိန်မှာပြဿနာတွေရှုပ်ထွေးတော့မယ် Okay နောက်ထပ်ကျွန်တော်တို့တွေ့ကြုံလာမယ်အိမ်တော်ကြီးကိစ္စအိမ်တော်ကြီးကိစ္စနဲ့ပတ်သက်ပြီးဒီကာလမှာလေကျွန်တော်တို့ဒီအဓိကတော့အမွေရစရာရှိတဲ့လူတွေမော်ဓမသားချင်းကြားထဲမှာနည်းနည်းလေးဆုံးဖြတ်ချက် လွဲမှားတာမျိုးတွေတယောက်နဲ့တယောက်အယူဆအတွေးခေါ်လွဲမှားတာမျိုးတွေပေါ့အမွေကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းကိုပြောတာပါနော်မိသားစုရေးရာကိစ္စရည်နဲ့ပတ်သက်ပြီးရှိရဲဆိုရင်တော့အတယောက်နဲ့တယောက်အငင်းကုန်ဖြစ်တာမျိုးတွေနဲ့ပတ်သက်ပြီးကြုံတွေ့လာရလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခါအခွင့်အရေးတစ်ခုပေါ်လာလိမ့်မယ်အဲ့ဒါအနေရအအိနေရပြောင်းတာမျိုးတွေမြို့ရပြောင်းရွှေ့တာမျိုးတွေနိုင်ငံပြောင်းရွှေ့တာမျိုးတွေဆိုတဲ့အခွင့်အရေးတွေစိတ်ကူးစိတ်တန်းတွေအိုင်ဒီယာတွေပေါ်လာလိမ့်မယ်အဲ့ဒါကိုလှုပ်ဆောင်မှုအတွက်မိတ်ဆွေစဉ်းစားနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်လိမ့်မယ်ပေါ့နော်အာဒါလှုပ်ဆောင်မယ်ဆိုကောင်းလားဆိုရင်မယ်ဆိုရင်လှုပ်ဆောင်မယ်ဆိုရင်တော့ကောင်းမွန်နေတဲ့အတိုင်းအတာတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ ကိုယ့်ရဲ့လူကြီးတူမပါဘူးလူကြီးတူမဆိုကိုယ့်ရောက်ခတိရောက်ခမကိုယ့်အမေဖေစားတဲ့ပြအမေဖေလို့ပတ်သက်နေရတဲ့လူတွေလည်းရှိကောင်းရှိပါပါတော့သူတို့ကျမ်းမာရေးညံ့လို့ကျမ်းမာရေးထောက်ပံ့မှုတွေပေးရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒီကာလမှာတွေ့ကြုံလာတတ်တယ်အဝေးမှာရှိနေတဲ့ကိုယ့်ရဲ့သားသမီးပဲဖြစ်ဖြစ်အဝေးမှာရှိနေတဲ့ကိုယ့်မိသားစုဝင်တူတယောက်အာကိုပူပယ်ရတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်သူတို့ကြောင့်စိတ်တော့ကရောက်ရတာမျိုးတွေဒီလိုကာလမျိုးမှာကြုံတွေ့လာတတ်တယ်အဲ့တော့ အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ခဏပြောလို့တင်းငွေတွေတာသမီတွေကတော့ဒီကာလမှာနည်းနည်းလေးအားနည်းနေတာသွားပြီးတွေ့ရတယ်အဲ့ဒါလေးကိုကယူဆိုင်ဖို့အတွက်တော့လိုအပ်နေမယ်ပြီးတော့ပစ္စည်းအပြောက်ရှာတွေဖြစ်နေမယ်နော်အိမ်မှာပစ္စည်းအပြောက်ရှာတွေဖြစ်နေမယ်နေရာထားမှတာပဲဖြစ်ဖြစ်တခုခုခံထိတာပဲဖြစ်ဖြစ်ပေါ့ဗျာအာကြောက်ပြောက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့တန်မိုးကြီးပစ္စည်းတွေမဖြစ်ပါစေနဲ့ပဲဆုတောင်းတယ်အဲ့ဒါလေးတော့နည်းနည်းဂရုစိုက်ပြီးအဲ့တော့ရွှေတွဲလဲငွေတွဲလဲနေတဲ့အပြင်နေတိတ်မထွက်နဲ့တော့ကြာနော်ဟိုရွှေဆက်ချုပ်ဖြုတ်ခံထိတာတော့ခိုးခံထိတာတော့ဖြစ်နေမယ်တတိထားပါတော့အဲ့တော့နောက်ဆုံးကြံရှိတဲ့ဝန်ထမ်းတွေ ဝန်ထမ်းတွေဒီချိန်မှာဟိုလိုလိုဒီလိုလိုဖြစ်နေတယ်လုပ်ငန်းပဲပြောအောင်မလားဒီမှာပဲဆက်လုပ်အောင်မလားဆိုတော့စဉ်းစားဆုံးဖြတ်အရခက်တဲ့အပိုင်းအခြားတစ်ခုဒီဆက်လာပိုင်းမှာကြုံတွေ့ရမယ်အဲ့တော့ကျွန်တော်ပြောချင်တာမိတ်ဆွေမပျော်ရွှင်ဘူးဆိုရင်တော့အလုပ်ပြောင်းလိုက်ပါမိတ်ဆွေပြောင်းနေတဲ့အလုပ်နဲ့ဒီလုပ်နေတာဘာမှတော့မထူးမခြားတော့မိတ်ဆွေအလုပ်ကဒါဒီမှာမလုပ်ချင်တော့အလုပ်ပြောင်းမယ်လို့တော့တွေးရတယ်ဒါပေမဲ့နောက်ထပ်ရလာမယ့်အလုပ်ကလည်းဒီလုပ်နဲ့အတူတူပဲဘာမှအာအစိုးရထဲမှာဖြစ်နေတာမျိုးတော့မဟုတ်ဒါပေမဲ့မိတ်ဆွေပြောင်းရှင်ရွှေ့ရှင်နဲ့စိတ်ပြင်းထန်နေတော့ပြောင်းပါအဲကျွန်တော်အနေနဲ့ပြောတာပြောင်းလဲဘာမှမထူး မပြောင်းလဲဘာမှမထူးဘူးလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကာလမှာဘာပဲလုပ်လို့မိဆွေစိတ်နှခွားနဲ့လုပ်နေရမယ်လုပ်ရင်ကောင်းလို့လို့မလုပ်ရင်ကောင်းလို့လို့ပြောင်းရင်ကောင်းလို့လို့မကောင်းလို့လို့အဲ့ကောင်းလို့လို့မကောင်းလို့လို့တွေကမိဆွေရဲ့ဒီလုပ်ငန်းတွေမှာဒရီဟာဖြစ်စရာတွေအများကြီးဖြစ်ပေါ်လာနိုင်တယ်လုံဆောင်စရာရှိတဲ့ကိစ္စတွေမှာလည်းအဲစိတ်ပြတ်သားမှုအားနေတဲ့အတွက်ကြောင့်မလုပ်ငန်းခွင်မှာဟိုကိုယ့်ရဲ့တထေးဘုံမို့ကိုအုပ်ချုပ်တဲ့လူတွေနဲ့ကိုယ်နဲ့ကြားထဲမှာပြိပကဖြစ်မှာပုံမှန်မိတ်ဆွေတနေ့လုံးလို့10ခုပြီးမယ်ဆိုဒီကာလမှာတနေ့လုံးလို့6ခုပဲပြီးမယ်ဝါဒီတွေအများကြီးနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲ့ဝါဒီတွေနည်းနည်းရှော့ဖို့လိုအပ်တယ် အဲ့တော့ကျွန်တော်အခုပြောနေရ10 minutes ဆိုတော့အချိန်ကဒီလောက်ပဲရဆိုတော့ဒီလောက်ပဲအချိန်နဲ့